မင်္ဂလာပါရှင်မတ်လ24ရက်နေ့အတွက် People Spring ရဲ့ညနေခင်းသတင်းတွေကတော့မာနယ်ပလောကိုစစ်ကောင်စီဘုံကျဲပြီးတဲ့နောက်နေဆက်တလျှောက်မှာ ထိုင်းလေတပ်ကင်းလှည့်တဲ့သတင်းဝိုင်းမော်မြို့နယ်မှာ KIA ပူးပေါင်းတပ်နဲ့စစ်ကောင်စီတပ်တိုက်ပွဲဆက်ဖြစ်နေတဲ့အခြေအနေအုတ်တွေးမြို့နယ်မှာစစ်ကောင်စီရဲ့ဒရုန်းကြောင့်ပြည်သူတအူးသေဆုံးပြီး9ဦးထပ်မံတဲ့ဒဏ်ရာရတဲ့ဖြစ်စဉ် စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေရပ်ဖို့ထိုင်းအပါအဝင်နိုင်ငံတကာကအရေးယူပေးဖို့တိုက်တွန်းတဲ့အကြောင်းတွေကိုတင်ဆက်ပေးမှာပါထိုင်းနယ်စပ်နားကမာနေပလော့ဒေသကိုစစ်ကောင်စီလေတပ်မနေ့ကညနေပိုင်းမှာဘုံကျဲတိုက်ခိုက်ခဲ့ပြီးနောက်ထိုင်းလေတပ်ကနေဆက်တလျှောက်မှာလေကြောင်းကင်းလှည့်ခဲ့တယ်လို့နေဆက်သတင်းရှင်းမြစ်ကပြောပါတယ်မနေ့ကညနေ3နာရီခွဲလောက်မှာထိုင်းနေဆက်တောင်ရင်မြစ်အနီးက KNU ဗဟုဌာနချုပ်နေရာဟောင်းမာနေပလော့ကိုစစ်ကောင်စီလေတပ်ကဘုံလေးလုံးကျဲချတိုက်ခိုက်သွားတာဖြစ်ပြီး လူထိခိုက်မှုမရှိဘူးလို့သိရပါတယ်။ထိုင်းသတင်းရှင်းမြစ်ကတော့စစ်ကောင်စီလေတပ်ဟာရုရှားထုတ် Yak 130ဂျက်တိုက်လေယာဉ်နဲ့ပုံလာကျဲတာလို့အသိပေးပါတယ်။မာနေပလောမှာတိုက်ပွဲမဖြစ်ဘဲပုံကျဲခဲ့တာပါ။ဌာနချုပ်နေရာဟောင်းဖြစ်တဲ့မာနေပလောကို KNU ကနှစ်ပေါင်း30ခန်းအကြာပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလအတွင်းမှာမှပြန်ပြီးတော့သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ KNU ရဲ့စစ်ရေးနယ်မြေခွဲခြားသတ်မှတ်ပုံအရမာနေပလောဟာတပ်မဟာခွန်နယ်မြေထဲမှာတည်ရှိတဲ့စခန်းလေးဖြစ်ပါတယ်။ မနက်ပလောကို KNU ပြန်လည်သိမ်းယူပြီးတဲ့နောက်ပိုင်း KNU တပ်မဟာခွန်နေမြေထဲမှာစစ်ကောင်စီတပ်နဲ့စစ်ရေးတင်းမာလာပါတယ်လက်ရှိမှာလည်း KNU တပ်မဟာခွန်ထိုင်းနယ်စပ်နာမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ခလက်ဒေးတပ်စခန်းကိုတိုက်ခိုက်နေတယ်လို့ကရင်စစ်ရေးသတင်းရှင်းမြစ်ကပြောပြပါတယ်ခလိုင်းပွဲမြို့နယ်ရှမ်းရွာတဲမြို့ခလက်ဒေးတပ်စခန်းတိုက်ပွဲတွေကြောင်းခလက်ဒေးရွာသူရွာသားတရာကျော်ဟာထိုင်းဘက်ကိုထွက်ပြေးနေရပါတယ်ခလက်ဒေးတပ်စခန်းဟာလက်ရှိ KNU ဌာနချုပ်နေရာအနီးမှာရှိနေတဲ့ စစ်ကောင်စီတပ်စခန်းလည်းဖြစ်ပါတယ်။ KNU ဟာထိုင်းမြန်မာနယ်စပ်တလျှောက်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကိုရှင်းလင်းတက်ခိုက်နေတာပါ။ပြီးခဲ့တဲ့မတ်လ14ရက်ကလည်းတပ်မဟာခွန်နယ်မြေ ထိုင်းနယ်စပ်အနီးမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ point 1248ပူလူတူတပ်စခန်းကို KNU နဲ့ပူပေါင်းတပ်ကနှစ်ပတ်ကြာအပြင်းထန်တိုက်ပြီးတင်းယူထားပါရရှင်။ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်လာမြန်ကျေးရွာနာမှာကချင်လွတ်လပ်ရေးတပ်မတော် KIA ပူပေါင်းတပ်နဲ့စစ်ကောင်စီတပ်ကြား ဒီကနေ့အထိတိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ကချင်စစ်ရေးသတင်းရှင်းမြစ်ကပြောပါရယ်စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာတာကြောင့်တိုက်ပွဲဖြစ်နေတယ်လို့သတင်းရှင်းမြစ်ကပြောတာပါတိုက်ပွဲအခြေအနေအသေးစိတ်ကိုတော့မသိရသေးပါဘူးဝိုင်းမော်မြို့နယ်လာမြန်ကျေးရွာဘက်စီစစ်ကောင်စီတပ်ဝင်ရောက်လာတာကြောင့်မတ်လ21ရက်ကစလို့တိုက်ပွဲဖြစ်ခဲ့ပြီးဒီကနေ့အထိတိုက်ပွဲဆက်ရှိနေတာလို့သိရပါရယ် KIA ပူးပေါင်းတပ်ဟာပြီးခဲ့တဲ့တစ်နှစ်ကျော်အတွင်းဝိုင်းမော်မြို့ကစစ်ကောင်စီရဲ့တပ်ရင်းဌာနချုပ်တချို့နဲ့ဗျူဟာစခန်းတွေအပါအဝင် တပ်စခန်းများစွာသိမ်းပိုက်ထားတာကြောင့်စစ်ကောင်စီတပ်တချို့သာကြံပါတော့တယ်။ဒါအပြင် KIA ပူးပေါင်းတပ်နဲ့စစ်ကောင်စီတပ်တို့ဟာမတ်လ22ရက်နေ့ကလည်းဖားကန့်မြို့နယ်မှာတိုက်ပွဲရှိခဲ့တယ်လို့ KIA ပြန်ကြားရေးကအသိပေးထားပါတယ်။စစ်ရေးအခြေအနေတွေကိုတော့ဆက်လက်စုံစမ်းနေသေးပါ KIA ပူပေါင်းတပ်ကဗမော်မြို့သိမ်းစစ်စင်ရေးကိုအရှိန်မြှင့်ဖော်ဆောင်နေတဲ့အချိန်စစ်ကောင်စီကလည်းဖားကန်ဒဏ္ဍိုင်ဝိုင်းမော်ပူတာအိုမြစ်ကြီးနာမြို့နယ်တွေမှာစစ်ရေးလှုပ်ရှားတာအင်အားဖြစ်တင်းတာနဲ့ လူသစ်စုဆောင်တာတွေပြုလုပ်နေပါတယ်ရှင်။ပဲခူးတိုင်းအုတ်တွေးမြို့နယ်ကကြေးရွာတရွာကိုစစ်ကောင်စီဟာဒရုန်းလက်နက်ကြီးတွေနဲ့တိုက်ခိုက်တာကြောင့်အရက်သားပြည်သူသေဆုံးထိခိုက်တာရှိခဲ့တယ်လို့တောင်ငူခရိုင်တပ်ရင်းအမှတ်3500နှစ်ကဒီကနေ့မှသတင်းထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့မတ်လ22ရက်နဲ့23ရက်နေ့တွေမှာတော်လှန်ရေးအင်အားစုတွေထိတွေ့တိုက်ပွဲဖြစ်တာမရှိဘဲစစ်ကောင်စီတပ်ကကြေးရွာတွေကိုမီးလောင်ပုံးတွေအုံပြူတိုက်ခိုက်လာတာလို့ဖော်ပြပါတယ်။ တိုက်ခတ်ခံရတဲ့ခြေရွာနမေကိုပြောမထားပေမဲ့ဒီဖြစ်စဉ်ကြောင့်နေအိမ်မီးလောင်ပြီးပြည်သူထိခိုက်တဲ့ရုပ်တံကိုတော့ဖော်ပြအသိပေးထားပါတယ်စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့်အရက်သားတအူသေးဆုံးပြီးပြည်သူ9ဦးထပ်မံထိခိုက်ခဲ့တယ်လို့ဆိုပါတယ်ပြီးတော့နေအိမ်9လုံးလည်းပျက်စီးခဲ့တာပါတပ်ရင်3500နှစ်ကထုတ်ပြန်တဲ့ရုပ်တံထဲမှာ ထိခိုက်သူတွေကိုကယ်ဆယ်ရေးလှုပ်ဆောင်နေတာ တွေ့ရပါတယ်ဒေါ်လာရေးပူပေါင်းတပ်တွေဟာ မတ်လဒုတိယပတ်ထဲရန်ကုန်မန္တလေးလမ်းဟောင်းအနီးအုပ်တွင်းမြို့နယ်ကြောက်တန်ရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုတိုက်ခတ်ရမှာတိုက်ဆုံထိခိုက်မှုရှိခဲ့ပါတယ်။ပြီးတော့မင်းညပိုင်းမှာပဲပဲခူးတိုင်းပေါန့်တယ်မြို့နယ်ရိုးမအဆက်နေရာတွေကိုစစ်ကောင်စီတပ်လေးချောင်းကဘုံကျဲတိုက်ခိုက်လို့ဒေသခံ2ဦးတိုက်ဆုံပြီး17ဦးဒဏ်ရာရတဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်ရှင်။မြမစစ်တပ်ရဲ့လေချောင်းကနေဘုံကျဲတိုက်ခိုက်နေတာတွေရက်တန့်ရေးအိနီချင်းထိုင်းနိုင်ငံအပါအဝင်နိုင်ငံတကာအသိုင်းအဝိုင်းကအရေးယူလှုံ့ဆော်ဖို့ တော်လှန်ရေးအင်အားစုတွေကတိုက်တွန်းလိုက်ပါတယ်ထိုင်းလွတ်တော်မှာမြမအရေးနဲ့ပတ်သက်လို့ပြီးခဲ့တဲ့မတ်လ22နဲ့23နှစ်ရက်တာဆွေးနွေးပွဲကျင်းပခဲ့ပြီးတက်ရောက်ဆွေးနွေးကြတဲ့တော်လှန်ရေးအင်အားစုတွေကစစ်အုပ်စုရဲ့အဓိကအသက်သွေးကြောစီးပွားရေးအရင်းအမြစ်ဖြစ်တဲ့မြမရှင်နံနဲ့သဘာဝတန်ငွေလုပ်ငန်း MOGE ကနေရနေတဲ့ဝင်ငွေတွေနဲ့ဝင်ငွေရလန်းတွေကိုတန်ခတ်ပိတ်ဆို့အရေးယူဖို့တောင်းဆိုခဲ့ကြတာပါကျမတို့အိမ်နီးချင်းတွေနဲ့နိုင်ငံတကာအသိုင်းအဝိုင်းကမိတ်ဆွေတွေကိုအဓိကတောင်းဆိုစရာတစ်ခုရှိပါတယ် စစ်ကောင်စီရဲ့လေကြောင်းပုံကျဲမှုတွေရပ်တန့်ဖို့လှုပ်ဆောင်နိုင်သမျှလှုပ်ဆောင်ဖို့ပါပဲလို့ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ကအမော်သဲမြပြောပါတယ်။ကရင်နီပြည်နယ်ဟာအရွယ်အစားအဖြစ်သိငယ်ပေမဲ့စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကိုအကြီးအကျယ်ခံစားနေရတဲ့ပြည်နယ်ဖြစ်သလိုကရင်နီပြည်ရဲ့၃ပုံ၂ပုံကပြည်သူတွေဟာနေရွှန့်ခွာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။အရပ်ဘတ်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့သွေးစွန်ငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ BMC ကလည်း စစ်အုပ်စုဟာရေနံနဲ့သဘာဝတံငွေကနေရတဲ့ငွေကြေးတွေကိုသုံးပြီးလေကြောင်းတိုက်ခိုက်မှုတွေကိုပိုလှုပ်ဆောင်လာနေကြောင်းနဲ့ထိုင်းအစိုးရပိုင်း PTT ကုမ္ပဏီကမြန်မာနိုင်ငံမှာရှိတဲ့စစ်ရာဇဝတ်မှုတွေမှာပါဝင်ပတ်သက်နေတာတွေကိုတင်ပြဆွေးနွေးခဲ့ကြောင်းမတ်လ23ရက်နေ့မှာထုတ်ပြန်ပါတယ်။နောက်ပြီးစစ်အုပ်စုကိုလွှဲပြောင်းပေးနေတဲ့ရေနံတံငွေဝင်ငွေအားလုံးကိုရပ်တန့်ပြီး escrow account မှာတင်စီလှုပ်ဆောင်ဖို့ MOGE နဲ့နိုင်ငံပိုင်ဘဏ်တွေအပေါ်အရေးယူပိတ်ဆို့ထားတာတွေကိုရှောင်နိုင်ဖို့ထိုင်းအစိုးရနဲ့ကုမ္ပဏီတွေဘက်ကနေကူညီဓာတ်တွေကိုရပ်တန့်ဖို့စေအုပ်စုကိုတရားဝင်မှုရရှိဖို့လှုပ်ဆောင်ထောက်ပံ့နေတဲ့ထိုင်းအစိုးရရဲ့တန်တမာရေးနဲ့စီးပွားရေးထောက်ပံ့မှုလှုပ်ဆောင်ချက်တွေအားလုံးကိုရပ်တန့်ဖို့အချက်တွေ BMC ကတောင်းဆိုခဲ့တာဖြစ်ပါတယ်။ NUG ရဲ့ထုတ်ပြန်ချက်အရပြီးခဲ့တဲ့ February လအတွင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်နိုင်ငံတော်ဝန်ပြည်သူ140ကျော်သေဆုံးပြီး 360ကျော်ဒဏ်ရာရခဲ့ပါတယ်။ဒါအပြင်လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ကျန်းမာရေးအဆောက်အဦ15လုံးအပါဝင်နေအိမ်ကျောင်းဘာသာရေးဆိုင်ရာအဆောက်အဦစုစုပေါင်း290ကျော်ပျက်စီးခဲ့တယ်လို့သိရတာပါ။ဘန်ကောက်မြို့မှာကျင်းပခဲ့တဲ့ထိုင်းလွှတ်တော်ဆွေးနွေးပွဲကိုတက်ရောက်ခဲ့သူချက်နိုင်ငံသားမြမရေးတက်ကြွလှရှားသူတဦးကလည်းနေဦးတော်လှန်ရေးကြီးရဲ့မရင်းမယိုင်သောစိတ်ဓာတ်ဆုံးဖြတ်ချက်တန်ိဋ္ဌာန်နဲ့တီထွင်ဖန်တီးနိုင်မှုတွေကြောင့် မြန်မာပြည်သူတွေရဲ့အောင်ပွဲကြီးရနိုင်မှုကိုယုံကြည်နေတယ်လို့ပြောခဲ့ပါတယ်ရှင် People's Spring ရဲ့ညနေခင်းသတင်းအစီအစဉ်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။